السلام عليكم ورحمة الله وبركاته ဒီနေ့ဟဂျရီ1446ခုရှောဝလ9ရက်ခနေ့နေ့2025ခုနှစ်ဧပြီလ8ရက်နေ့အင်္ဂါနေ့မှာ9မိနစ်တင်အောင်မြင်ခဲ့ရတဲ့တင်ကန်းစာအမှတ်စဉ်993ကိုတင်ပြမှာပါဒီနေ့ကတော့ကျွန်တော်တို့တပီလုံးမှာဒုက္ခဖြစ်နေကြတယ်အဲ့တော့ဒီလိုဒုက္ခဖြစ်တဲ့အချိန်တွေမှာအရှင်မြတ်နဲ့ပုံမနိကတ်မှုတွေရယူဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုတင်ပြမှာပါဟာဇတ်အာဒမ်အလေးဆလမ်ရဲ့ဘဝကျွန်တော်တို့လက်ထက်ကနေစပြီးတော့ လူသားမျိုးနွယ်စုဟာဒုက္ခတွေနဲ့ကြုံခဲ့ရပါတယ်။နဗီအမ်ဘီယာတသိန်းကျော်ဟာလည်းပဲကိုစီကိုစီဒုက္ခတွေနဲ့ကြုံဆုံးခဲ့ရပါတယ်။အဲ့တော့ဒီလိုဒုက္ခတွေနဲ့ကြုံတိုင်းဟာဇတ်အာဒမ်ဖခင်ကြီးကနေစပြီးတော့မှ နောက်ဆုံးကျွန်တော်တို့ရဲ့နဗီကြီးဖြစ်တဲ့ကိုရမက်ဆလလလာလိဆလမ်အထိမှအလုံးဟာဆိုရင်ဒုက္ခဖြစ်နေတဲ့အချိန်မှာအလောရှိမက်ဖက်ကိုပို့ပြီးတော့အာယုံပြူကြတယ်အာယုံလှည့်ခဲ့ကြတယ်ပြီးတဲ့အခါမှာအလောရှိမက်နဲ့နိကက်မှုရစေမဲ့ကိစ္စရပ်တွေကိုဆောင်ရွက်ခဲ့တာလေးတွေကိုဒီနေ့တင်ပြပေးပါစီ တော့ဥစွာပထမဖခင်ကြီးအာဒမ်အလေးဆလမ်ဟာအင်တန်ကြီးမားတဲ့ဒုက္ခနဲ့ရင်ဆိုင်ခဲ့ရတဲ့ရှိုက်တန်ရဲ့ဖျားယောင်းသွေးဆောင်မှုကြောင့်သူနဲ့မိခင်ကြီးဟာဆိုရင်ဂျန်နက်ကနေနှင်ထုတ်ချင်းခံခဲ့ရတယ်မြေပထွေးကိုရောက်ခဲ့ရတယ်အဲ့တော့အဲ့လိုအခြေအနေမှာဖခင်ကြီးအနေနဲ့စัจဇာကိုတွားပြီးတော့အလတ်ထံတော်ပါမှာဝဘနာဝလမ်နာအန်ဖုဆနာဝအင်လမ်တဂ်ဖီရလနာဝတ်ရဟမ်နာလနကူနန်နမင်အယ်ခါစီရင်ဟိုအရှင်ကျွန်တော်တို့ဟာမိမိတို့ကိုကိုမတရားပြုမှု ပြုမိခဲ့ကြပါပြီအဲအရှင်မြတ်တာခွင့်မလို့ဘူးအရှင်မြတ်တာမတနာဘူးဆိုရင်တော့ကျွန်တော်တို့ဟာစုံနှစ်နာဆုံးရှုံးရတဲ့သူတွေဖြစ်မှာပါလို့ဒီဟာတွေပြုခဲ့ပါတယ်နောက်တစ်ခါဟာဇတ်နုအလိစလမ်ကလည်းမှာယွင်ခဲ့တယ်လက်ထံကနေတောင်းဆိုတဲ့အခါတွေမှာတချို့တောင်းဆိုမှုတွေမှာယွင်ခဲ့တယ်အဲ့အဲ့ဒီအခြေအနေမျိုးတွေမှာအလိုက်ထံတော်ပါကနေပြီးတော့မှဝအစ်လာတောဂဖီလီဝတောလ်ဟမ်နီအကုမ်မင်အယ်ခါစီရင်အလောရှိမတ်တာမဂ်ဖီရတ်မလုဖူအလောရှိမတ်တာလည်း ျွန်တော်တို့ကိုမတနာဘူးဆိုရင်တော့ကျွန်တော်တို့ဟာနှင်နာဆုံးရှုံးရတဲ့သူတွေဖြစ်ပါလိမ့်မယ်လို့တောင်းဆိုခဲ့တယ်။ဟာဇတ်မူဆာအလိဆလာတူအစလမ်တခင်ကြီးကလည်းအလ္လာဟ်ရဲ့ထံတော်ပါကံနေပြီးတော့မှရော့ဘီအင်နီလီမာအန်ဇလ်တာအလိယာမင်ခိုင်ရင်ဖကီရ်ဝရှင်ကျွန်တော်မျိုးဟာအလောက်ရှိမြတ်ချပေးမယ်။အရာတွေတဲကအကောင့်တကအကောင်းဆုံးတွေကိုအလိုအဆုံးသူဖြစ်ပါတယ်။ကျွန်တော်ဟာမှားယွင်းတဲ့သူဖြစ်ပါတယ်။စသဖြင့်အမဝင်ချတောင်းပန်ပြီးတော့အလတ်ထံကနေအချက်နှစ်ချက်ကိုတောင်းခဲ့ပါတယ်။ တခုကတော့မဂ်ဖီရတ် အလ္လာဟ်ရဲ့လွန်ငင်းချမ်းသာခွင့်နောက်တစ်ချက်ကတော့ရဟမတ်အလ္လာဟ်ရဲ့ဂယုနာတတ်ခြင်းကိုတောင်းဆိုခဲ့တာပါနောက်ကျွန်တော်တို့ဆက်လက်ပြီးတော့ကုရမတ်ဆလလဟူအလัยဟိဝဆလမ်ကလည်းညောင်များစွာသောဒုက္ခတွေနဲ့ကြုံခဲ့ရပါတယ်ကိုရောရဲ့မူဘဝတရားပြီးတဲ့အချိန်ကာလကနေ23နှစ်တာကာလထဲမှာများစွာသောဒုက္ခတွေကိုအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ကိုရောဟာဆိုရင်ခါးစီးခံစားခဲ့ရပါတယ်အဲ့တော့အဲ့လိုခံစားနေရတဲ့အချိန်ဒီမှာအလောရှိမြတ်နဲ့ပူမိုနိကတ်မှုတွေရယူတဲ့ အလတ်ထံတော်ပါမှာနမတ်စတီနဲ့ချင့်ကတ်တယ်လောရှမတ်ရဲ့ထံတော်ပါမှာလက်ဖြန့်ပြီးတော့ဒူအာရီနဲ့ချင့်ကတ်တယ်ဆွာဘတာဝကကြီးတွေကိုလည်းဒီလိုဒုက္ခဖြစ်နေတဲ့အချိန်ဒီမှာနမတ်စတီပို့ပြီးတော့ဖတ်ဖို့အလောရှမတ်ထံတော်ပါမှာမဂ်ဖီရတ်တွေရဟမတ်ဂေယူနာတွေတောင်းဖို့အတွက်သင်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုဒုက္ခဖြစ်နေတဲ့အချိန်ဒီမှာအလောရှမတ်ထံတော်ပါမှာကျွန်တော်တို့မဂ်ဖီရတ်တွေများများစွာတောင်းခံမယ်ရဟမတ်ဂေယူနာတွေတောင်းခံမယ်ပြီးတဲ့အခါမှာကျွန်တော်တို့အပေါ်မှာဖရက်မလုံမနေရတာဝန်ဖြစ်တဲ့ ကျွန်တော်တို့နမစောက်တည်ခြင်းကိုလည်းပဲလက်မလွတ်တမ်းအမျိုးသားများလည်းမိမိတို့အတွက်နှိစက်ရာပလီရွေကျောင်းတော်တွေမှာကျွန်တော်တို့ဂျမားနဲ့တကွာဝတ်ပြုပြီးတော့အမျိုးသမီးများကလည်းမိမိတို့ရောက်ရှိနေတဲ့ကက်တဲတွေနေရာမှာမိမိတို့ရှိနေတဲ့နေရာတွေကနေပြီးတော့မှအလောရှိမြတ်နဲ့ဆက်သွယ်တာမျိုးတွေကိုများစွာလုပ်ရင်ကျွန်တော်တို့ရဲ့ဒီဒုက္ခတက်တွေဟာတူတောင်းတော့မှာ ဖြစ်ပါတယ်မကြရှည်တော့ပဲနဲ့အလဘကနေတိတက်ဂယုနာတွေရဟမတ်တွေကျွန်တော်တို့ပေါ်မှာခြားပေးမှာဖြစ်ပါတယ် السلام عليكم ورحمة الله وبركاته